ကျမတို့ manifest လုပ်နေတဲ့လူတိုင်းလူချင်းနေတဲ့ငွေသိန်း900ရောငွေသိန်း1000လို့ဟုတ်လားကျွဲဝချမ်းသာတဲ့တထေးမကြီးဘဝတို့တထေးကြီးဘဝတို့ ဒါမျိုးတွေရချင်တယ်လူတွေဆိုလို့ရှိရင်ဒီဗီဒီယိုဖိုင်ကို မဖြစ်မနေကြည့်ပေးပါအဲ့တော့အဲ့လိုမျိုးတွေရဖို့အတွက်ဘာတွေလုံးဆောင်ရမလဲဆိုတာကိုဒီဗီဒီယိုလေးမှာကျွန်မပြပြပေးပါမယ်ကျွန်မနာမည်မမိုးတက်လို့ခေါ်ပါတယ်လူတွေရဲ့စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာပွင့်ပြိုးတိုးတက်အောင်ကူညီပေးပြီးတော့ကျွေဝချမ်းသာမယ်နီလန်းနေကိုမျှဝေပေးနေတဲ့ဆရာမတော်ဖြစ်ပါတယ်โอเคအဲ့တော့ကျွန်မတို့ရဲ့ဘဝမှာကျွန်မတို့အတွက်ဘဝထဲမှာတဘာဝကြီးကပေးတဲ့ကိုယ့်အတွက်အရန်ကိုတန်မိုးရှိတဲ့ လူတော်၎င်းဓမ္မမို့လို့ရှိရင်တန်မိုးရှိတဲ့အရန်ကောင်းတဲ့အရန်ကန်ကောင်းတဲ့အခြေအနေတွေတော်၎င်းပေါ့နော်အငွေဖြစ်စေလူ ဖြစ်စေအခြေအနေတွေဖြစ်စေအခြေအနေတွေမှာအလုတ်ကင်ပါအဲ့လိုမျိုးအရာတွေကတဲ့ကျမတို့ရဲ့ဘဝထဲမှာမကြာမကြာကန်ကောင်းစွာနဲ့ရောက်လာတတ်ကြတယ်အဲ့ဒါလူတိုင်းမှာရှိတယ်။အဲ့ဒါကဖရာသခင်ကတဘာဝကြီးကလူတွေအားလုံးကိုပေးထားပြီးသားလူတွေကတော့မမြင်တာပေါ့နော်။ဒါပေမဲ့တချို့တွေကအဲ့ဒီအရာတွေကို ပြောမယ်ဆိုလို့ရှိရင်တော့တန်မိုးထရခေါင်းမှန်းမသိဘူးရိုသေးရခေါင်းမှန်းမသိဘူးကျေးစုတင်ရခေါင်းမှန်းမသိဘူးပေါ့တခါတရေမှာလဲအဲကိုစီကိုနည်းနည်းလေးကိုလိုချင်တာကတိမ့်တဲ့ရ၁၀သိန်းလောက်ရောက်လာတယ်ဆိုလို့ရှိရင်ဟဲဟဲ ဟင်းဆိုပြီးတော့ပဲတွားကြတယ်ပေါ့ဒီဆယ်သိန်းပေါ်မှာကျေးဇူးတင်ရကောင်းမင်းကျမတို့မတိကြဘူးပေါ့နော်အဲ့တော့ကျမတို့ရဲ့ဘဝမှာနေ့ရက်တိုင်းမှာတစ်ခါတည်းမှာ universe ကသဘောတရားက तू ကကျမတို့ကိုဆက်သက်တဲ့အနေနဲ့တသေးလေးတွေစပြီးတော့ပေးကြည့်လေတစ်ခါတည်းမှာဒုက္ခတသေးလေးတွေပေးတတ်တဲ့ခါလည်းရှိတယ်ခက်ခဲလေးတွေပေးတတ်တဲ့ခါလည်းရှိတယ်ငွေကြေးတသေးလေးတွေပေးတတ်တယ်ဟာလာလက်လာဘဝတသေးလေးတွေပေးတတ်တယ်အဲ့ဒီအချိန်မှာကျမတို့ဒီအမြဲတမ်းကျေးဇူးတင်နေစိတ်နဲ့လာဖြတ်တယ်ကောင်းတာဖြစ်စေဆိုးတာဖြစ်စေ university နေပါပဲပေးပေးငါနည်းကိုထာဝရကျေးဇူးတင်တယ် ဲ့တော့ဒုက္ခတွေပေးလာတယ်ဆိုလို့ရှိရင်လေအော်ငါပို့ပြီးတော့တန်မာအောင်လို့ဟလာငါပို့ပြီးတော့ရှင်းချက်အောင်လို့ငါနောက်ထပ် next level ကိုတက်ဖို့အတွက်လေကားတဲ့လေးပါလို့စိတ်ထဲမှာထားပြီးတော့ကျေးဇူးတင်ကြည့်လိုက်နော်ချက်ချင်းကောင်းတဲ့အရာတွေပြောင်းသွားတယ်အဲ့လိုပဲဝေလာတဲ့အရာလေးတွေနဲတဲ့အခါမှာလေကျေးဇူးတင်ကြည့်လိုက်အော်ဒါလေးကိုကျေးဇူးတင်လိုက်တာငါလောက်တောင်မှမရတဲ့လူတွေရှိနေတာပဲငါလောက်တောင်မှလက်လာပါမပေါ်တဲ့လူတွေရှိနေတာပဲအော်ငါစီမှာဒါလေးကတကူးတကရောက်လာတဲ့အတွက်ကြောင့်မို့ကျေးဇူးတင်လိုက်တာဒီစိတ်ကလေးနဲ့ ျမတို့နေကြီးလိုက်ပါနှိထက်ကြီးတဲ့အရာတွေဘဝတွေကိုရောက်လာလိမ့်မယ်နောက်တစ်ခုကဘာလဲဆိုတော့ကျမတို့ကတန်မိုးကြီးတဲ့အရာပေါ့နော်တန်မိုးကြီးတဲ့ဥမာတထေးမကြီးဘဝတို့လိုတရတဲ့ဘဝတို့လူတိုင်းလိုချင်တဲ့သိန်း9000လား3000လား3000လား manifest တွေလုပ်နေတယ်ဒီအရာတွေကိုပိုင်ဆိုင်ဖို့အတွက် ဒီအရာတွေကိုဘွားရဲကိုရောက်လာဖို့အတွက်အဓိကအရေးကြီးတဲ့အချက်ကအဲ့ဒီအရာတွေ ਨੇ ကိုက်နေကိုက်ညီတဲ့ energy ကျမတို့မှာရှိဖို့တိတ်အရေးကြီးပါတယ်မိတ်ဆွေစဉ်းစားကြည့်လိုက်ကိုယ့်ရဲ့ manifest ကတော့တိတ်တထောင်လုပ်နေတယ်ဟုတ်လားဒါပေမဲ့ဝိပုံနေပုံထိုင်ပုံက ေတီပေဆုပ်နဲ့နေတယ်နာပေတီပေဆုပ်နဲ့နေတယ်အမြဲတမ်းစိတ်တက်ကြတယ်သူ့ကိုကြည့်လိုက်တိုင်းရုပ်ကိုကြည့်လိုက်လိုက်တိုင်းလည်းကြည်ကြည်လင်းလင်းမရှိဘူးအမြဲတမ်းပါဇက်ကနေပဲမကောင်းတဲ့စကားတွေပြောနေတယ်မနာလိုတဲ့စကားတွေပြောနေတယ်သူများကိုအပြစ်ဖို့တဲ့စကားတွေပြောနေတယ်ဟာလာသူများအသိနေပြောနေတယ်တခုတခုရောက်လာတယ်ဆိုရင်တော့မှစားစရာလေးရောက်လာတယ်ဆိုမှငန်လိုက်တာပေါ့လိုက်တာမင်္ဂလာပွဲလေးအလှလေးသွားတာတော့မှဟဲ့အားလုံးကိုကြည့်ပြီးတော့ဝေဖန်နေတဲ့မျက်လုံးလေးနဲ့အတင်းနေပြောနေတယ် ကိုလိုချင်တာကတိန်းတထောင်တိန်း၅00တိန်းတပေါင်းတထေးမကြီးပေါ့ဒါပေမဲ့ကိုနေစေကိုပြောနေတဲ့စကားတွေကိုတွေးနေတဲ့အတွေးတွေကိုလုံးနေတဲ့အလုပ်တွေနေပုံထိုင်မဝါစဖြစ်ကလက်ဆန်းနေတယ်เนาะအဲ့တော့ကျမဒီနေရာမှာဟိုတထေးတွေလိုမျိုးဗရန်နေသုံးမှုပြောတာမဟုတ်ဘူးဒါပေမဲ့တိတ်ချရဲကို့မှာအဲ့ဒီတိန်းကိုမန်နီဖက်စ်လုပ်နေတဲ့တိန်းတထောင်လို့တိန်း၅00လို့တိန်း၁00လို့ရှိလာတဲ့ခါကျရင် ကိုအဲ့ဒီလိုမျိုးအရက်တကာလှည့်ပြီးတော့အတင်းတုံနေပါလားလူများကိုတွေ့တိုင်းဟိုဟိုအားကြရမယ်အစာမနာလိုတွေဖြစ်နေပါလားအမြဲတမ်းဒေါသတွေဖြစ်နေပါလားဘဝကြီးကိုဟိုဘာလဲအစင်မပြေမှုထင်နေပဲမြင်ပြီးတော့စိတ်တက်တွေကြနေပါလားပြန်စဉ်းစားကြည့်ပါတေးချတယ်ကျမတို့ကအဲ့ဒီကျမတို့လိုချင်တဲ့ပိန်း1000လို့9000လို့2000လို့1000လို့ရသွားတယ်ဆိုရင်လုံးဝ changes ဖြစ်သွားလိမ့်မယ်ဒါပေမဲ့အဲ့ဒါတွေရဖို့အတွက်ပထမဦးဆုံးအခြေခံအနေနဲ့အဲ့ဒီဟာနဲ့ကိုက်ညီတဲ့ energy ရှိဖို့လိုတယ် အဲ့ဒီဟာနဲ့ကိုက်ညီတဲ့အရာတွေရှိမှအဲ့ဒီအရာတွေကိုဘဝတွေကိုရမှာမဟုတ်ဘူးဆိုလို့ရှိရင်တေးကြတယ် energy မကိုက်ရင်ကိုက်ညီမှုမရှိဘူးဆိုယူနီဘတ်စ်ကလည်းဘလောက်ကြီးပဲ on နေ on နေ on နေတာတော့3000လောက်3000လောက်လို့ on နေပြီးတော့ကိုယ့်ရဲ့နေ့စဉ်လုပ်ရက်တွေကဟာလာဟိုမကောင်းတဲ့အရာတွေပဲလုပ်နေမယ်ဆိုလို့ရှိရင် manifest လောက်တာပဲရှိတယ် affirmation ယူနေတာပဲရှိတယ် ဒါပဲရှိတယ်သင်တန်းနေနောက်ဆုံးသွားတက်နေတာပဲရှိတယ်ကိုကိုကိုတိုင်းကပြောင်းလဲမလာဘူးဆိုလို့ရှိရင်လည်း universe ကလည်းပြောင်းလဲပြီးတော့ပေးမှာမဟုတ်ဘူးအဲ့တော့နင်းရဲ့ဘဝကသိတဲ့ထောင်လာဒါပေမဲ့နင်တန်းနာ10သိန်းနဲ့ပဲတန်းနေဆိုကျမတို့ရဲ့ဘဝမှာ10သိန်းနဲ့ပဲရနေလိမ့်မယ်အဲ့တော့ကျမတို့ကကိုလိုချင်တဲ့အရာတွေကတန်ဖိုးကြီးနေတယ်ဆိုရင်ကိုယ့်ရဲ့တန်ဖိုးကိုမြင့်ဖို့လိုတယ်အဲ့တော့ကိုယ့်ရဲ့တန်ဖိုးမြင့်တဲ့နေရာမှာကျမတို့ရဲ့စိတ်ပိုင်းဆိုင်ရာမြင့်တင်ရမယ်အရာရာမှာကောင်းတဲ့အမြင်နဲ့ကြည့်တတ်ရမယ်လောကကြီးကိုလည်းကောင်းတဲ့အမြင်နဲ့ကြည့်ရမယ်လူတွေကိုလည်းကောင်းတဲ့အမြင်နဲ့ကြည့်ရမယ်ကို ့ကိုလည်းကောင်းတဲ့အမြင်နဲ့ကြည့်ရမယ်။တချို့ကအဲ့လိုမောငါအသုံးမကျအောင်ငါမလုပ်တတ်ဘူး။အမြဲတမ်းအပြစ်တင်နေကိုယ့်ကိုယ်ကိုလည်းအစိုးရပဲမြင်နေတယ်။ဒါမှလေငါသူများကြီးလုပ်တတ်တယ်ငါကမလုပ်တတ်ဘူး။ကျမတို့ကိုယ့်ရဲ့တန်ဖိုးမြင့်ဖို့လိုတယ်။ကျမတို့ရဲ့စိတ်ပိုင်းဆိုင်ရာမြင့်တင်ဖို့လိုတယ်။ရုပ်ပိုင်းဆိုင်ရာကပိုဒီပတ်တယ်မနေဘူးတတ်တတ်ရရဲ့နေမယ်။ဟလာမိကတဲ့နှကန်းကြီးတွေကိုပြန်လန်နေအောင်လို့လိမ့်ဖို့ပြောတာမို့အမြဲတမ်းကြီးလိုက်တိုင်းရှင်းရှင်းလင်းလင်းလေးနဲ့ တက်တက်ရဲ့နေမယ်အမအိမ်ကြီးဝေစားစားမိဘူးလေးကိုကော့နေအောင်ထိုးပြီးတော့နေမယ်ဟာလာအဟောင်းဖြစ်ရှင်ဖြစ်နေပလေစီတက်တက်ရဲ့တက်တက်ရှိရှိနဲ့ကိုယ့်ရဲ့နေပုံထိုင်ပုံအိမ်မှာနေတဲ့အခါမှာလဲတက်တက်ရဲ့နဲ့စီးကန်းကြနေမယ်ပစ္စည်းတွေဘယ်လျဲနာမထားဘူး ကိုယ့်ရဲ့ရုပ်ပိုင်းဆိုင်ရာမှာကြီးလိုက်တိုင်းလည်းအမြဲတမ်းအပူမိနေတဲ့ပုံစံမဟုတ်ဘူးအမြဲတမ်းလူကမချောရင်နေပေးစင်ကြီးလေနေလိမ့်မယ်သူ့ကိုကြီးလိုက်တာဟဲ့စိတ်ချမ်းသာလိုက်တာသူကအမြဲတမ်းလေ energy အရင်မြင့်နေသူကအမြဲတမ်းကောင်းတဲ့အရာတွေပဲပြောတယ်သူနဲ့စကားပြောတာငါတို့အဆင်ပြေတယ်ဒါကျမတို့ရဲ့ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုလေနောက်တစ်ခါကျမတို့ရဲ့အမှုအကျင့်နေအမှုအကျင့်နေပြောင်းလဲရမယ် ကျမတို့အရင်တော့ကနေခဲ့တဲ့အတိုင်းပဲနေမယ်အရင်တော့ကလုတ်ခဲ့တဲ့အတိုင်းပဲလုတ်မယ်ဆိုလို့ရှိရင်တော့အရင်တော့လိုဘဝမျိုးပဲရနေပါလေအရင်တော့ကတလောက်ဆယ်သိန်းရတဲ့ဘဝတွေတိတ်တရာတိတ်တထောင်ရတဲ့ဘဝကိုတွားကျင်နေဆိုလို့ရှိရင်အခုနောက်အရာတွေပြုပြင်ဖို့လိုတယ်ကျမတို့ရဲ့အတွေးခေါ်တွေဟုတ်တယ်လောကကြီးမှာကျမတို့ဒီပို့ထုစင်တွေဖြစ်တဲ့အတွက်ကြောင့်မလို့ကောင်းတာရောဆိုးတာရောလက်ခံနေရမှာပဲကောင်းတာရောဆိုးတာရောကျမတို့ရဲ့ဘဝထဲမှာဒီအချိန်တိုင်းစက္ကန့်တိုင်းမှာဒွန်တွဲနေမှာပဲဒါပေမဲ့အကောင်းလာလဲကျေးဇူးတင်တယ်အဆိုးလာလဲကျေးဇူးတင်တယ် အဲ့ဒီစိတ်ကလေးနဲ့နေရမယ်အတွေးအခေါ်တွေအတွေးအခေါ်တွေပြောင်းရမယ်ဘာပဲဖြစ်ဖြစ်သူများကိုမဟုတ်တာမပြောဘူးကိုယ့်ကိုလည်းမဟုတ်တာမပြောဘူးအမြဲတမ်းကောင်းတဲ့အရာတွေပဲလာဖို့အတွက်ကောင်းတဲ့အတွေးအခေါ်လေးတွေနဲ့နေမယ်ဒါမျိုးလေးတွေမကောင်းတဲ့အရာတွေကိုစို့ပြီးတော့ကောင်းတဲ့အရာတွေကိုအစ်စ်ပြောင်းရမယ် အဲ့တော့မှအခုနကျမတို့လိုချင်တဲ့ energy နဲ့ကိုက်ပြီးတော့ကျမတို့လိုချင်တဲ့ဘဝတွေကိုရရှိမှာဖြစ်ပါတယ်။ဒါလို့ဆိုလို့ရှိရင်တော့ manifest တွေလုပ်ပြီးတော့ဘာဖြစ်လို့လိုချင်တဲ့ဘဝကိုမရသေးတာလဲ။ affirmation တွေညွတ်နေပြီးတော့လိုချင်တဲ့ဘဝကိုဘာကြောင့်မရသေးတာလဲရှင်းရှင်းလေးပါ။ကျမတို့လိုချင်တဲ့အရာနဲ့ကိုက်ညီတဲ့ energy မရှိသေးဘူး။ကျမတို့လိုချင်တဲ့အရာနဲ့ကိုက်ညီတဲ့အတွေးကောအယူအဆစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာမပြောင်းလဲတဲ့ရွေ့ ကျမတို့ရဲ့ဘောမှာအဲ့ဒီအရာတွေမရနိုင်ဘူး။ဒါဆိုလို့ရှိရင်ကိုယ့်ရဲ့ manifest ကို manifest လုပ်နေတဲ့တထေးကြီးဘောကတထေးမကြီးဘောကလိုတရတဲ့ဘောက abundance ဟာလားသိန်းတစ်ထောင်သိန်းနှစ်ထောင်သိန်း9000သိန်းတစ်ထောင်ရအောင်လို့ကျမတို့ဘယ်နေရာပြုပြရမလဲဆိုတာကိုဒီဗီဒီယိုလေးမှာပြောပြပေးလိုက်ပါပြီ။ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်ဆုံကြပါစို့။အဲ့တော့မိတ်ဆွေအနေနဲ့တခုခုစိတ်ထဲမှာရေးစရာလေးပေါ်လို့ရှိရင် comment မှာရေးနိုင်ပါတယ်။